ဒီနေ့ဗီဒီယိုကိုကြည့်နေတဲ့ခမရဲ့စိတ်ထဲမှာအကြီးမားဆုံးအကြောင်းပြချက်တစ်ခု ရှိနေတယ်ဆိုတာကျွန်တော်သိတယ်။အဲ့ဒါကငါမှာစတင်ရင်းနှီးမြုပ်နှံဖို့ပတ်သက်မရှိဘူး။ခမရမှာပတ်သက်မရှိရင်တော့အောင်မြင်မှုကိုဘယ်လိုတိဆောက်ရမလဲဆိုတာ သင်ပေးမဲ့လူတွေကိုပဲအားကိုးနေတယ်။ဒါဟာ ကြီးမားတဲ့အမားတစ်ခုပါ။နားထောင်ကြည့်ပါ။ပတ်သက်မရှိရင်တော့ခမရရဲ့အနာဂတ်ဘဏ္ဍာရေးကို ကယ်တင်ဖို့လမ်းကြောင်းတစ်ခုရှိတယ်။အဲ့ဒါကတော့ခမ ्या ကိုတိုင်းပဲ။တင်ဘဝရဲ့အဖို့တန်ဆုံးယင်းနှမြုံနယ်မှုဆိုတာ stock တွေ၊ရွှေတွေဒါမှမဟုတ်အင်ချံမြေတွေမဟုတ်ပါဘူး။အဲ့ဒါကခမ ्या ရဲ့ကျွမ်းကျင်မှု ခမည်းရဲ့ကျမ်းမာရေးခမည်းရဲ့စီကံမယ်ဒီနေ့ခမည်းရဲ့အကြောင်းပြချက်အားလုံးကိုဘယ်လိုမျိုးဖြည့်ဆည်းပြစ်မလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်အပိုင်းတက် ငွေကြေးအကြောင်းပြချက်ကိုလိလူရှုလိုက်ပါလူတွေကယင်းနှိမ့်မြုံနံမှုလို့ဆိုလိုက်တာနဲ့ပတ်စံကိုပဲမြင်ကြရတယ်တကယ်တမ်းတော့အဲ့လိုမဟုတ်ပါဘူးပတ်စံဆိုတာရလက်ပါပဲပတ်စံမရှိခြင်းဟာလှုပ်ဆောင်ချက်မရှိခြင်းရဲ့အကျိုးဆက်ပဲခမားမှာပတ်စံမရှိရင်တော့ခမားမှာဘယ်တော့မှ ပြန်မရနိုင်တဲ့အရင်းနှီးတစ်ခုရှိတယ်အဲ့ဒါကအချိန်ပဲပတ်စံရှိတဲ့သူက သူ့ရဲ့ပတ်စံကိုယင်းနှိမ့်မြုံနှံမှုမှာထည့်သွင်းပြီးအကျိုးအမြတ်ရယူတယ်။ပတ်စံမရှိတဲ့သူကသူ့ရဲ့အချိန်ကိုကျွမ်းကျင်မှုမြင့်တင်ခြင်းမှာထည့်သွင်းပြီးပတ်စံရနိုင်တဲ့ဆွမ်းရည်တွေအဖြစ်ပြောင်းလဲလိုက်တယ်။အမှန်တရားတစ်ခုကတော့ခမားမှာပတ်စံမရှိဘူးဆိုရင် ပြင်းကြီးခွန့်လုံးဝမရှိဘူး။ပတ်စံရှိတဲ့သူတွေထက်နှစ်ဆပိုကြိုးစားပြီးကိုကိုကိုယင်းနှိမ့်မြုံနှံရမယ်။အပိုင်းနဲ့အဖိုးတန်ဆုံးယင်းနှိမ့်မြုံနှံစရာနေရာ၃ခု။ ပတ်စံမလို့ပဲအကြီးမားဆုံးရလက်ပေးမယ်နေရာ၃ခုကိုကျွန်တော်တို့ဓာတ်ရိုက်မြုပ်နှံကြရအောင်၁ကျွမ်းကျင်မှုမှာရင်းနှီးမြုပ်နှံခြင်းခမရရဲ့လက်ရှိကျွမ်းကျင်မှုကခမရလိုချင်တဲ့ပတ်စံကိုရှာမပေးနိုင်သေးဘူးဆိုရင်၅မိနစ်စီးမြင်းကိုတုံးပြီးအစစ်မြင့်ကျွမ်းကျင်ပညာရပ်တွေဖြစ်တဲ့ coding copywriting sales high value scale တခုခုကိုပဲစူးစူးဆိုက်ဆိုက်သင်ယူပါလေးလာတာရက်လိုက်ပါအခုပဲစတင်လှုပ်ဆောင်လိုက်ပါ အများမှာတင်နှန်းကြီးပေးစရာပတ်စံမရှိရင်တော့အခမဲ့ရတဲ့အရင်အမြင့်တွေနဲ့ပြင်းပြင်းထန်ထန်လေ့လာပါအခုလိုချိန်မျိုးတွေမှာဆို YouTube လို platform မှာခင်ဗျားလေ့လာခြင်းနဲ့ဘာသာရပ်တွေကိုအတိုင်းအတာတစ်ခုထိသင်ယူလေ့လာလို့ရနေပါပြီခင်ဗျားရဲ့ကျွမ်းကျင်မှုကို မြင့်တင်ခြင်းဟာအနာဂတ်ရဲ့လစာကိုတိုးမြင့်လိုက်တာပါပဲနှစ်ကျဲမာရေးမှာယင်းနှိမ့်မြုံနှံခြင်းအသက်50ရောက်တဲ့အခါကျဲမာရေးအတွက် ပတ်စံတွေအကုန်ခံရမဲ့ပြဿနာတွေကြုံရလာနိုင်တယ်။နေ့စဉ်အကြောင်းပြချက်မရှိဘဲမိနစ်30လမ်းလျှောက်ခြင်းသို့မဟုတ်လေ့ကျင့်ခန်းလုပ်ခြင်းကိုပြုလုပ်ပါ။အိပ်ဆက်ခြင်းကို စီကန့်ဖြင့်ထိမ့်သိမ့်ပါ အနည်းဆုံး9နာရီ8နာရီအပြည့်အဝအနားယူသင့်ပါတယ်။ခန္ဓာကိုယ်ဟာခမည်းရဲ့ဗန္နာရေးစက်ရုံတစ်ခုလိုပါပဲ။စက်ရုံကျမ်းမာမှပတ်စံပူရှာနိုင်မယ်။ဒါဟာပတ်စံမကုန်ဘဲအနာဂတ်ရဲ့ဆုံးရှုံးမှုကို ကာကွယ်ခြင်းပါပဲ။ 3အချိန်ဤယင်းနှိမ့်မြုံနံမှုအများရဲ့အချိန်တွေကို ပြင်းရည်စွာနဲ့ဆိုရှယ်မီဒီယာတွေမှာအလဟတ်သက်ဖြစ်နေမယ်ဆိုရင် time management အချိန်စီမံခန့်ခွဲမှုကိုစနစ်တကျသိချာအသုံးပြုပြီးအဲ့ဒီအချိန်ကို အသိပညာတိုးတက်ဖို့အသုံးပြုပါခမရရဲ့အချိန်ကိုပတ်စံထက် ပိုတန်ပိုးထားပါတခြားသူတွေအနားယူနေတဲ့အချိန်ခမရကကိုကိုကိုယင်းနှိမ့်မြုံနံရမယ်ပိုင်း3အကျိုးဆက်စုပုံမှုဤတက်သေး ခမရဲ့ကိုတိုင်ရင်းနှီးမြုပ်နှံမှုဟာဘာကြောင့်ပတ်စံထက်အဖိုးတန်တယ်လဲပတ်စံဆိုတာကပြတ်တောက်နိုင်တယ်ကျွမ်းကျင်မှုကဘယ်တော့မှမပြတ်ဘူးပတ်စံမရှိတဲ့သူတယောက်ကကျွမ်းကျင်မှုမြင့်တင်ခြင်းမှာရက်90စီးကန့်နဲ့မြုပ်နှံလိုက်တယ်ဆိုပါစို့ရက်90ပြည့်တဲ့အခါသူရတဲ့ရလက်ကဘာဖြစ်လာမလဲအစင်မြင့်ကျွမ်းကျင်မှုတစ်ခုရလာလိုက်မယ်ပိုကောင်းတဲ့အလုပ်သို့မဟုတ်ကိုပိုင်စီးပွားရေးစတင်ဖို့အခွင့်အရေးရလာလိုက်မယ်ခိုင်မာတဲ့ယုံကြည်မှုတွေရလာလိုက်မယ် အဲ့ဒီရလက်၃ခုဟာခမရရဲ့ပတ်စံရှာနိုင်စွမ်းကိုချက်ချင်းမြင့်တင်ပေးလိုက်တယ်လို့ပါပဲ။အဲ့ဒီအခါမှာခမရမှာတကယ်ပတ်စံကိုယင်းနီးမြုပ်နှံမှုဆိုင်ရာတွေမှာထည့်သွင်းဖို့အခွင့်အရေးတွေပိုရလာလိုက်မယ်။ခမရရဲ့ဘဝမှာအကြီးမားဆုံးအကြောင်းပြချက်ဖြစ်တဲ့ပတ်စံမရှိလို့မလုံနိုင်ဘူးဆိုတဲ့အတွေးတွေကိုအခုပဲဖယ်ထုတ်ပြလိုက်ပါ။ခမရမှာအဖိုးတန်တဲ့အရင်းနီးနှစ်ခုရှိပါတယ်။အဲ့ဒါကတော့ခမရရဲ့အချိန်နဲ့ခမရကိုယ်တိုင်ပါပဲ။ဒီနေ့ကစပြီး ပြင်းရီချင်းကိုရက်လိုက်ပါ ခမရရဲ့ကျမ်းမာရေးခမရရဲ့ကျွမ်းကျင်မှုကိုအရင်ဆုံးရင်းနှီးမြှုပ်နှံလိုက်ပါခမရရဲ့ပထမဆုံး investment ဟာ အမြဲတမ်းခမရကိုယ်တိုင်ပဲ ဖြစ်ရမယ်အခုပဲထပြီးကိုကိုကိုရင်းနှီးမြှုပ်နှံဖို့စတင်လိုက်ပါဒီနေ့ကစပြီးခမရရဲ့ပတ်စံမလို့တဲ့အဖိုးတန်ဆုံးရင်းနှီးမြှုပ်နှံမှုကျွမ်းကျင်မှုကျမ်းမာရေးအချိန်ဘယ်အရာကိုအခုချက်ချင်းစတင်ရင်းနှီးမြှုပ်နှံမလဲကောမက်မှာရေးရင်းရင်းရေးခဲ့ပေးပါ ခင်ဗျားရဲ့စီကံရှိတဲ့ဘွားကိုတိဆောက်ဖို့ channel လေးကိုလည်း subscribe လုပ်ထားပေးပါ အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ